ငါနင့်ကိုအစကလေးကပြောရည်လीငါအဲ့အတွက် green tea ဖြော်မလို့ပါဆိုနေမှအဲ့ဒါကို gas ပေါ်မှာဘာလို့ coffee တဲလိုက်တာတုံးပြီးတော့အေးအေးနောက်တစ်ခု gas ပေါ်မှာလေဘာလို့လက်ဖီးရေတဲထားတာတုံးအမကြီးအမကအကြီးဆိုတော့ဟိုအင်ရှင်လာဆရာမကြီးလာ အမတခုပြောလိုက်တာနဲ့ညီမတို့နားထောင်ရအောင်လို့နေတို့သိတဲ့အတိုင်းပဲငါက green tea တောင်းမှပဲအနက်ထနိုင်တာအဲ့ဒါကိုနေတို့ကနေတို့စိတ်ကြိုက်လောက်ကြတယ်ပေါ့မမေ့ကြနဲ့နော်နေတို့ကငါလာပြီးမှဒီအိမ်ကိုရောက်လာကြတဲ့သူတွေ ကျမကအားလုံးထက်အငယ်ဆိုရင်မဲကျမကပါစက်မပိတ်ထားနိုင်ဘူးအမထက်နောက်မှလာပေမဲ့အလုတ်ကတော့အမထက်ပိုလုတ်တယ်တီလားဟုတ်လားဒါဆိုနေရဘာပြောချင်တာတော့ငါတို့ကနှစ်ထက်အလုတ်ကိုနည်းနည်းပဲလုတ်တယ်ပေါ့အမလီဒီ၃ယောက်ကတော့ပြန်ရံဖြစ်ကြပြန်ပြီမနက်စောစီနေတို့ရံဖြစ်တန်နေပဲကြားနေရတယ်ထွေးမရီဆိုတာမနက်စောစီဖျားရှိခိုးတန်ကြားတာပဲကောင်းနေကြည့်လိုက်တိုင်းအိမ်မှာပြဿနာပဲလုပ်နေကြတယ်အမေကျမကပြဿနာရှာရတာကြိုက်နေတာမဟုတ်ဘူး အမေလည်းသိတဲ့အတိုင်းပဲကျမကသူတို့နှစ်ယောက်ထက်အရင်ထင်းကိုလာခဲ့တာတဲတုံးကဆိုဘာပြဿနာမှမရှိဘူးအလုပ်လည်းတည်တည်ချာလုပ်တယ်သူတို့နှစ်ယောက်ရောက်လာတာနဲ့ပဲပြဿနာတွေကတော့တန်းစီနေတာပဲအမေအမကလည်းအမြဲတမ်းဥစ္စာဓာကြီးပဲစားပေးနေတာအမရောဘာထူးလို့လဲအမလည်းတူတူပဲလေဒီပစက်ပိတ်ထားလိုက်အလေးနေတို့ကတော့တရက်ငါ့ကိုပါကြိုက်စားပစ်လိုက်လိမ့်မယ်ဒီမချိုးသေးပဲနဲ့မိဖို့ကြောင့်လည်းလာပြီးတော့ရန်ဖြစ်နေကြရတယ်ပေါ့ခုတော့နင်တို့300လောက်အရင်ရေးသွားချိုးဒီမှမိဖို့ကြောင့်လည်းမအလောက်လာလောက်ကြ အခုချိန်မှာတော့ချွေမ၃ယောက်လုံးကရေသွာချိုခဲ့ကြတယ်။နောက်မှာအိမ်လုံးတီကိုလောက်ကြတယ်။ဒီလိုပဲသူတို့တွေကမိဖို့ကြောင့်နဲ့မှ၃ယောက်ဆိုင်တွေ့ပြီဆိုလို့ရှိရင်စကားအကြောင်းတစ်ခုခုကိုအကြောင်းပြုပြီးတော့မှအရှက်နေဖြစ်ကြတယ်။တော်ခင်ကတော့ဒီချွေးမ၃ယောက်နဲ့အရန်ကိုစိတ်ပြတ်နေပါပြီ။ဒါပေမဲ့လည်းသူမကဗာတက်နိုင်မှမလို့လေ။တနေ့မှတော်ခင်ရဲ့တငယ်ချင်းတချို့ကအိမ်ကိုလာလေကြမှာဖြစ်တယ်။အကြောင်းမလို့ချွေးမ၃ယောက်ကိုခေါ်ပြီးတော့ပြောတယ်။ဒီနေ့တော့စားစရာကောင်းကောင်းလေးချက်လိုက်နော်။ဒီနေ့အိမ်မှာငါတငယ်ချင်းတွေလာမှာ။ ။ဒါကြောင့်အစားကောင်းတာကောင်းနေချက်ထားတော့ချွေးမအကြီးကလူငယ်ဟင်းနဲ့ဟလဝါချက်လိုက်။အလမကပဲဟင်းနဲ့အရွက်ကြော်တစ်ခုခုကြော်လိုက်။အငယ်မကတော့ပူရီသာကြော်ထားလိုက်။အခုချိန်မှာတော့ချွေးမသုံးယောက်ကထမင်းချက်ဖို့ဆိုပြီးတော့မမီဘော့ကြောင့်နေသွားခဲ့ကြတယ်။အမေကလည်းတော်တော်လိန်ပြောတာပဲနော်။မလက်ရကိုများဘယ်တော့မှများကြိုက်သွားတာလည်းမသိဘူး။တီယူလာအမေကငါလက်ရပဲကြိုက်တာလေဟာအမကလည်းဒီကေတန်းကအဲ့ဒါကအမေကလိန်ပြောနေတာစိတ်ဆိုးသွားမှမလို့ ကျမရောက်လာကလေးကတကယ်တမ်းကအမေကကျမလက်ရပဲကြိုက်တာဒါကြောင့်သူကပြောနေတာဟုတ်လားဒါဆိုလို့ရှိရင်လည်းငါဘာအလုံးမှမလုပ်ဘူးအခန်းထဲမှာသွားနာတော့မယ်ဒီလိုပြောပြီးတော့မှသူကအခန်းထဲသွားခဲ့ပါတယ်ငါလည်းဘာအလုံးမှမလုပ်ဘူးငါလည်းသွားပြီဒီလိုနဲ့ချွေမငယ်ကလည်းသွားခဲ့ပါတယ်ဩငါလည်းဒီတို့ရဲ့ကျွန်မမဟုတ်တာဒီတို့အလုပ်တွေအကုန်လုပ်ပေးရအောင်ငါလည်းမလုံနိုင်ဘူးငါအခန်းထဲမှာငါအေးစိနေမှာပေါ့ ဒီလိုနဲ့ချွေးမ၃ရောင်လောင်းကတယောက်တယောက်ဆင်းစီနဲ့ခန်းထဲကိုကိုစီကိုစီဝင်သွားခဲ့ကြတယ်။နနေအကြာမှာတော့ဒေါခင်ရဲ့တငယ်ချင်းတွေရောက်လာခဲ့တယ်။သူတို့နဲ့စကားထိုင်ပြောတယ်။နနေအကြာမှာဒေါခင်ကသူ့ချွေးမ၃ရောင်ကိုအော်ခေါ်ခဲ့တယ်။သူကချွေးမရင်ငါတငယ်ချင်းလာပြီသူတို့အတွက်အကျော်ယူခဲ့ပါအောင်။အမေရဲ့ဘာမှကိုမချက်ရသေးဘူး။အမကပြောတာပြင်းမှန်းသွားပြီတဲ့။အဲ့ဒါကြောင့်သူက သွားနာတာ။အဲ့တော့ကျမကလည်းဘာလဲတယောက်တည်းလှုပ်လှုပ်ရမှာလား။အဲ့ကြောင့်ကျမလည်းမလှုပ်ပဲထားသွားတာ။ သူတို့နှစ်ယောက်သွားခဲ့တော့ကျမတယောက်တည်းကျန်တာအဲ့တော့ကျမကလည်းမလုပ်ရမှာတော့အမေရဲ့တမီးကလည်းနည်းနည်းအားနေတယ်လေတမီးသွားခဲ့တော့လေသူတို့နှစ်ယောက်ပေါင်းပြီးအလုပ်လုပ်ရမှာပဲလေဒါပေမဲ့သူတို့နှစ်ယောက်ကြတော့မလုပ်ကြဘူးနေတို့သုံးယောက်တော့အရှက်မရှိကြဘူးလားအိမ်မှာထမင်းစားလူတယောက်ကိုဖိတ်ထားတယ်ဒါပေမဲ့နေတို့သုံးယောက်ကဘာတခုမှမချက်ရသေးဘူးအဲ့တော့သူကငါ့အကြောင်းဘာဒီစဉ်းစားမှာတော့ငါရှိမှချွေးမ၃ရောက်လုံးတော့ရှိပြီးတော့မှဘာမှမချက်ထားဘူး။နေရောကငါ့ကိုတိတ်ခါချတာပဲ။မလေးဘာမဖြစ်ပါဘူး။ငါအိမ်သွားပြီးစားလိုက်မယ်။ငါမှချွေးမ၁ရောက်ပဲရှိတယ်။ သူကအယမ်းတော်တယ်။ငါကတော့စဉ်းစားမိတာ။ချွေးမသုံးယောက်ရှိတဲ့ရောက်ခမကတော့ပျော်ရွှင်နဲ့နေနိုင်မှာလို့ဒါပေမဲ့အနေအချင်းကြီးကငါထက်တောင်ဆုံးနေပြီ။သွားလိုက်အောင်မေးဒီလိုနဲ့သူကတော့သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့ခင်းရောက်ကြရောက်လာခဲ့တယ်။အယမ်းပိုင်းစာနေပြီ။ဘာချက်ထားလဲ။အခုထိတော့ဘာမှမချက်ရသေးဘူး။ဒါပေမဲ့ရှင်ခဏလေးစအောင်ကျွန်မတခုချက်ပြီးလာခဲ့မယ်။ ခုချိန်မှာတော့ဒေါခင်ကိုရိုင်းပဲမိဖို့ကြောင့်နေဝင်ပြီးတော့မှထမင်းရင်ချက်ပြုံနေခဲ့ရတယ်။ဒါကိုကြည့်ပြီးတော့တောင်မှချွေးမသုံးယောက်ကမရှက်ခဲ့ပါဘူး။စိတ်တို့ပြီးတော့ပြောကြတယ်။ဒါနီရူနီယောက်ကြောင့်မလို့ဖြစ်တာ။ငါအခန်းထဲသွားခဲ့တော့လေနီရူနီယောက်ပေါင်းပြီးတော့ထမင်းရင်ချက်လို့ရတာပဲ။ဒါပေမဲ့လည်းနီရူကမချက်ကြဘူး။အော်ကိုရိုင်းအမားလေးလှုပ်သေးတယ်။ကျမတို့ကလည်းဖြစ်တင်နေရပေါ့လေ။ဒီလိုနဲ့ချွေးမတောင်ယောက်ကပြန်ရန်ဖြစ်ခဲ့ကြတယ်။ဒေါခင်ကတော့ဘာမှမပြောဘဲနဲ့မိဘကြောင့်နေမှပဲတယောက်တည်းထမင်းချက်ပြုတ်နေခဲ့ရတယ်။ အရာရောက်ကတကူစားခြင်းနဲ့ဆိုလို့ရှိရင်သူတို့အတွက်ပဲမိဖို့ကြောင့်လည်းမဝင်ပြီးချက်ခဲ့တယ်။ကျွေးမအကြီးကဘိုက်စားရဲ့အတွက်ကြောင့်မလို့သူကမိဖို့ကြောင့်လည်းသွားပြီးတော့မှအချိုရီကြောစားနေခဲ့တယ်။နေရတဲ့အတွက်ကြောင့်မလို့ကျွေးမငယ်နေရောက်ကလည်းမိဖို့ကြောင့်လည်းရောက်လာခဲ့ကြတယ်။ကျမကအကြော့အရန်ကြိုက်တယ်။အော်ကြားလာပြီငါကအကုန်လုံးဓာရီထိုင်ကြုံနေရတာ။စားတဲ့အချိန်ကျတော့နေတို့လောက်လာပြီပေါ့။ငါငါတယောက်တည်းအတွက်ပဲလောက်ထားတာနေတို့အတွက်မပေါအောင်။တီတာရှင်တွေရဲ့ကောင်းကြစိတ်တကူကျမရဲ့ယောက်ျားလည်းပြီးရည်သီးလား။ တော့ကျမတို့လည်းစားမှာဘသူကလည်းတားနေလို့လေကိုဟနဲ့ကိုလှုပ်စားလိုက်လေဒါမဲ့အဲ့တဲ့အရင်ကတတုံလည်းကြော်ဦးမှာအမေမရှိတော့အမကလှုပ်ချင်တာလှုပ်မယ်ဆိုပြီးစဉ်းစားထားတာလားကျမလည်းကြည့်ကြသေးတာပေါ့အမဘလို့လှုပ်မလဲဆိုတာလူနဲ့ချိန်မှ၃ရောက်ပြန်ပြီးတော့ရန်ဖြစ်ကြတယ်ဒီချိန်မှရောက်ခတိနဲ့ရောက်ခမကပြန်ရောက်လာခဲ့တယ်ဒီဘုကြောင့်မှဒီလိုချင်းလေးကိုကြည့်ပြီးတော့မှအရန်အံ့ဩသွားခဲ့တယ်စိတ်တူပြီးတော့မှဒေါခင်တရားကိုသူတို့၃ရောက်လုံးကိုဩခဲ့တယ်တော်ပြီမြို့တအားလုံနေပြီငါသား၃ရောက်ကပင်ပန်းပန်းနဲ့ အဆန်ရှာတယ်ဒါမဲ့နေတို့ကဒီမှာထိုင်ပြီးတော့မှဖြုံတီးနေရပေါ့လေငါဆုံးဖြတ်ချက်ချပြီးသွားပြီအိုးခွဲစားကြမယ်နေတို့ချွေးပါ၃ယောက်လုံးကိုလည်းမိဖို့ကြောင့်တယောက်တစ်ခုစီပေးမယ်တယောက်နဲ့တယောက်လည်းစကားမပြောကြနဲ့ခေါ်လဲမခေါ်ကြနဲ့အဲ့ဒါဆိုရင်ရန်ဖြစ်စရာလည်းအကြောင်းမရှိတော့ဘူးခုချိန်မှာတော့မိဖို့ကြောင့်တခုရဲမှချွေးမ၃ယောက်ကတက်တက်စီထမင်းချက်ပြုတ်ကြတယ်အမလီအနက်ကမွေးနေတာပဲကြည့်ရတာသူကနုကိန်းချက်ထားရင်နဲ့တူတယ်ဒါမဲ့လည်းငါသူ့ရှေ့တောင်းလို့မရတာငါချက်ထားတာပဲငါစားလိုက်တော့မယ် ဟေးသူကတော့ဓာမောက်ချက်ထားတာငါကတော့ဓာမောက်ကောင်းကောင်းမချက်တတ်ဘူးဒါမဲ့လေသူရှိကတောင်းစားလုံးဝမရတာနောက်နေမှာ၃ယောက်လုံးကတော့တယောက်နဲ့တယောက်စကားပြောချင်းနေကြတယ်ပြီးတော့တယောက်လိုက်ရတယောက်စားချင်းနေခဲ့ကြတယ်ဒါပေမဲ့လေအခုတော့ဘယ်ပြောရဲတော့မှာတော့အမေဒါရီကိုကြည့်ပြီးတော့ခင်တယောက်တော့ပြုံးနေခဲ့ပါတယ်။ဘာလို့လဲဆိုတော့ရဲ့ဖြစ်တယ်ရီမကြရတော့လို့ပေါ့ တနေ့မှာချွေမအစည်းကအရန်ကိုနေမကောင်ဖြစ်ခဲ့ပါတယ်။အကြောင်သူကအခင်းထဲမှာပဲနေခဲ့တယ်။မိဘကြောင့်လည်းမသူ့ကိုမတွေ့တဲ့အတွက်ကြောင့်မလို့အငယ်နေရောက်ကအရန်စိတ်ပူသွားခဲ့တယ်။ဒီနေ့နေဆိုလို့ရှိရင်မမကအရင်ဆုံးဒီမှာသမင်းချက်ပြုတ်ဖို့လာတာ။အမေဒီနေ့ကအခုချိန်ထိတောင်မလာသေးဘူး။ဒီဟုတ်တယ်ငါလည်းကြာလာပြီအဲ့ဒါပဲစဉ်းစားနေတာ။ဟာလာငါတို့သွားကြည့်ရအောင်။အခင်းနဲ့သွားကြည့်တဲ့အခါမှာတော့အမစည်းဖြစ်သူကယန်းကိုနေမကောင်းဖြစ်နေခဲ့တယ်။အခုချိန်မှာတော့ချွေမငင်းနေရောက်ကအစည်းကိုဝိုင်းပြီးတော့မှ ပြူစုကြတယ်။နောက်နေ့မှာတော့ ချွေမအကြီးကနေကောင်းသွားတယ်။ဒီချိန်မှာသူ့သုံးယောက်ကမိဖို့ကြောင့်လည်းမတပြိုင်တည်းအတူတူထမင်းချက်တဲ့ရဲ့တံပိုးကိုနားလေသွားခဲ့တယ်။ကြောင်ရောက်ခမကိုသူတို့ကသွားပြီးတော့တားမှန်ခဲ့ကြတယ်။အမေကြီးသမီးတို့ဂရိတီပါတယ်ဒီနေ့ကနေစပြီးသမီးတို့ဘယ်တော့မှအချင်းချင်းရဲမဖြစ်ကြတော့ဘူး။သမီးတို့ကိုတစုတစည်းရဲချက်ဖို့အတွက်ခွင့်ပြုပါလား။အခုတော့သမီးတို့ချစ်ချင်းခင်ပဲနေမှာပါ။ဟုတ်ပြီ။ဒီလိုသုံးယောက်ရဲမဖြစ်ဘူးလို့ဂရိပေးတယ်ဆိုရင်တော့ငါလည်းခွင့်ပြုပါတယ်။ အင်းကြီးကလည်းစပြီးတော့မှသူတို့သုံးယောက်ကအပျော်ရွှင်ပဲနေထိုင်သွားကြပါတော့တယ်။ရံလဲမဖြစ်ဖ ೇನೆ ကြီးကြီးငင်ငင်ပဲနေခဲ့ကြပါတော့တယ်။